ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါရင်တော့ဒီနေ့မှလည်းဘလူးဆလန်လေးကိုတင်ဆက်ပေးမယ်ဆိုတာပရိသတ်များကနားဆင်အားပေးကြကြပါအောင်ရှင်။ဆလန်လေးမစတဲ့ခင်မှာကျမတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်တော့ဆလန်လေးကိုဆက်လိုက်တော့မယ်နော်။အခုကျမပြောပြမယ့်ဖြစ်ရပ်ဟာမတော်တဆတိုက်ဆိုင်မှုလားထူဆန်းတဲ့ဖရာလောကရဲ့ဖြစ်ရပ်စမ်းချက်အဖြစ်ဆက်ပေးလားဆိုတာတော့ ဆရာဦးညွန်မိုင်ကိုရိုင်းမဲစဉ်စားဆုံးဖြတ်ဖို့ဆရာကဖြည့်ရဆန်းခြင်းစာရေးဆရာပြပြီးမေးမြန်းလုံးလုံးတောင်ပြောပြရတာပါတော်ကြောင့်ကျမပါနာမည်ကြည့်ပြီးအမေးမြန်းတွင်ထူလာကြမှာတော့အစိုးရသားဆရာရဲ့ပြောရတာကလည်းတကယ်ကိုတည်မှုတောင်ဖြည့်ရအတိုင်းပြန်ပြောရတာပါရုံနာမရုံနာလက်ခံနိုင်တာလက်မခံနိုင်တာကတော့ဆရာတို့သဘောတိုင်းပါပဲရှင် ဖြစ်ပုံကဒီလိုပါဆရာဦးညွန်မိုင်ရဲ့ ကျမတို့အပြုတ်ပေါက်ရွှေတော့ကအမေနဲ့ဈေးခုဝိုင်းရောက်ရတယ်ရှင်။ရောင်းကုန်ကချင်မောင်ကစုံ၊မုံညင်၊မုံလာ၊ခေါ်ပီပန်၊ဆက်လက်၊နုကိုဥ၊ဘူးတီပဲတီ၊ဟင်တီဟင်ရွက်အစုံပါပဲ။အဲ့ဒီကုန်ပစ္စည်းတွေကိုဟိုးဘိုးချောက်ရွာဖယားလေးချောင်းရွာကတရုတ်ပေါက်ဖို့ကြီးဥပိုက်ဘူးချန်ကဖောက်တယ်ယူရကတောင်ရကြီးကလည်း BOC တန်လေးရင်နဲ့ချမ်းစက်ရုံနဲ့ကက်လျက်ပါရှင်။ နေခဲ့တဲ့နိုင်လောက်ကစပြီးကျမတို့ညီမရဲ့အမေရဲ့အဖေရဲ့အဲ့ဒီတောင်ရကိုတွားကြတာပေါ့တောင်ရရောက်တော့ဥပိုက်ဘူးရဲ့တမိမကျေအေးတို့မကျင်တန်းတို့နဲ့အတူဟင်းသီးရွက်တွေဝိုင်းခုအမျိုးစားလိုက်ပုံစီဈေးဖြတ်ပြီးရင်ရှေကန်ထဲမှာရေဆေးရေဆေးညနေ9:00နာရီထူရနဲ့မိသားစုတစုလုံးရွက်တဲ့လူကရွက်ထန်းတဲ့လူကထန်းအိမ်ပြန်လိုက်ပါရင်အိမ်ပြန်ရောက်ရင်ပို့ထွက်အောင်ပြန်ပြုတ်ပြင်စီနနက်၄နာရီဖုန်ကြီးကြောင်က တုံးခောက်တံကြတာနဲ့အိယာကထမျက်နှာသေးတနခါလိမ့်ပြီးတာနဲ့အမေရတပန်းကျမတို့ညီမကတပန်းစီအဖေကစိုက်ကနဲ့တထံတော်လန့်ချင်းလေးအတိုင်းမှတင်မြို့စည်းကိုတွားရောက်ရပါတယ်ဒါကနေတိုင်းနေပါပဲ့ရမရှိမိသားစုဝမ်းစာလုပ်ပါပဲအဲ့ဒီမှာအဖေနဲ့မိကဘာချက်လေးတခုရှိတလဲဆိုတော့နတ်နတ်ဆဆဈေးသွားဖို့ပြင်ပြီဆိုတာနဲ့အမွေးတိုင်ချုပ်ကိုမိထွန်မင်းညင်ပြီးတော့ယူသွားလိုက်ရှိပါတယ်အဲ့ဒီအမွေးတိုင်များကို တော်လန်လီထိတ်ကညမင်းအိုကြီးရဲ့နတ်စင်လေးကတဲအိုးမှာစိုက်ထိုးပြီးဘက်ဆက်ကလည်းအဖိုးတမီးများသားများရောင်းမဝယ်ပန်ကောင်းအနေကင်ဘေးရှင်းအောင်စောင့်ရှောက်ပါအဖိုးအဲ့ဒီလိုနေစဉ်နတ်နတ်တိုင်းပြောလေးလွတ်လွတ်ရှိပါရင်အဲ့ဒီကိစ္စပြီးမှဈေးရှိရာကိုဆက်သွားကြပါနေတိုင်းအမွေးတိုင်းဒါမှမဟုတ်ဖျောင်းနိုင်ကိုပူဇော်လေးရှိပါရင်ဈေးရောက်ပြီးလို့ပြန်လာရင်လည်းငါပြောသည်မလကားသည် ကောင်းငယ်ပေါင်းစရီပေါ်လီရှားရတတိမုတ်ပဲတေးစာစားဝဲတခုကိုအဲ့ဒီညမဲဦးနတ်ဆင်လေးပေါ်မှာတင်လူခဲ့လေးရှိပါတယ်ကျမတို့ကအပြုတ်ပေါက်တွေဆိုတော့အဖေတို့မေတို့ဘာရွယ်ချက်နဲ့ဒီလိုလုပ်နေမှ အစားကမတိခဲ့ပါဘူးဒါနဲ့တနေ့မေးကြည့်လိုက်ပါရင်အမေဘာလဲငင်းရင်အမေတို့တော်လန့်ထိတ်ညမဲကြီးမှဘာလို့အမွေးရံဖျောင်းနိုင်ထုံးပြီးစူတောင်းရလဲရင်အဲ့ဒီမှာဘာသူရှိလို့လဲ ဲ့ဒီညာမင်းအိုကြီးမှာအဖိုးရုပ်ကဆိုးဆိုတာရှိတယ်တမီးရဲ့အဖိုးကုသိုလ်ကောင်းမှုပြုတ်ပြီးအနေရကင်ဘေးရှင်အောင်ရောင်းမန်းဝယ်ပန်ကောင်းဆောင်းဆောင်မပါလို့စူတောင်းရတာပေါ့ရုပ်ကဆိုးအေးရုပ်ကဆိုးဆိုတာဘာလဲရင်အမေတကယ်ရောရှိလို့လားတမီးတော့တခါမှလည်းမမြင်ဘူးပါအမေရဲ့တမီးကငယ်သေးလို့ပါအေးနောက်တော့ကံကောင်းအချောင်းတင်ကြုံရသေးရမှာပေါ့ ရုပ်ကစိုးဆိုတာတကယ်ရှိတယ်တမီးရဲ့အမေတို့ဥပုပ်သွားယူတယ်ဖုန်ကြီးကြောင့်ကတက်တော်ချီဆရာတော်ကြီးမိန်ကြားတဲ့အချိန်ပြန်ပြောရရင်ရုပ်ကစိုးဆိုတာဘုံမစိုးနဲ့မျိုးအနယ်ဝင်းနဲ့တမီးရဲ့တစ်ပင်ကိုအမေပြုတ်နေလို့ရုပ်ကစိုးတစ်ပင်စောင်းနှမ်းလို့ခေါ်တာတစ်ပင်ကြီးငယ်တိုင်းမှာရှိတယ်တဲ့ဒါပေမဲ့အချို့ရုပ်ကစိုးကတကိုးကြည့်ပြီးအချို့ကတကိုးမကြည့်ကြဘူးတဲ့ကွယ်ဆရာတော်ဖះကြီးပြောပြချက်ရတမီးတို့နားလည်အောင်ပြောပြရရင် ဘုံမဆိုးယောဂဆိုးဆိုတာစတုမဟာရိစအပါဝင် အောက်နတ်မျိုးတဲ့ပြီးတော့ယောဂဆိုးများဟာတက်တန်းလို့ရှိတဲ့အချို့ယောဂဆိုးနတ်ကြီးများဟာအထက်နတ်များထက်အောင်အသက်ရှင်နေထိုင်နေတဲ့သူတို့ဟာရဟန်းတန်ကအရှင်သူမြတ်ကြီးများရဲ့တရားထုလာရောက်နာကြနိုင်နေအားထုတ်နိုင်နေအဲ့ဒီလိုဘဝမြတ်နေအရဟတဘုရောက်လာပြီးရဟန္တာဖြစ်တဲ့အချိန်သက်တမ်းကိုအောင်နေသွားနိုင်တဲ့တကောတူရှိတယ်ဆိုပဲတမီးရဲ့ နောက်ဆုံးဆရာတော်ကြီးကဘာပြောမှန်းလဲသိလားအချို့တော့ဆရာတော်ကြီးများပင်လင်လူဘဝမှာကွဲလွန်ရင်ဘုံမဆိုးနဲ့ဖျက်ပါလို့ဤလို့တော့ဆူတောင်းခဲ့ကြတဲ့ဒါဆိုရုပ်ကဆိုးကတကူအလွန်ကြီးတာပဲနော်အမေအေးပေါ်ဒါကြောင့်ညောင်မင်းအိုကြီးငယ်အောင်ရောက်ရင်တော့အပေါ်လေးမတော့ရအောင်ညင်ညင်ညံညံစကားမပြောရအောင်မနေရအောင်အပင်ကိုင်းမြအောင်မညင်ဆဲရအောင်ရေရိုတေးတေးလေးလေးစားစား ကောင်းသောစကားပြောပြီးလူရန်နိုင်လူရန်မြေတားဖို့လှုပ်ပေးရတယ်။ဒါကြောင့်အမေတို့ကလည်းတက်နိုင်သမျှအမွေးတိုင်းစီမီးတိုင်းတက်သေးရေချမ်းပန်းလူရန်ရတာပေါ့။ကိုလည်းကုသိုလ်ကြရင်ရုပ်ကဆိုးနှမြလည်းစောင့်ရှောက်တာပေါ့တမီးရဲ့။တညမှာအမေကသူတို့ကိုတွေ့ရကျွန်မတို့ညီမကို ပြန်ပြောပြပါတယ်။ဒီတော့ကကျွန်မတို့ကမူလာတဲ့အကြောင်းသူရွယ်ပါအမေနဲ့ဇေယောင်းဖို့အဖြစ်မလိုက်ရသေးဘူးလေ။အိမ်မှာပဲ အဖိုးနဲ့နေရခဲ့ရပါတယ်။အဖေကနနေစေးအတွက်အမေကိုထမ်းဖို့လိုက်ဖို့ရပါတယ်။အဖေကနနေစေးအတွက်အမေကိုထမ်းဖို့လိုက်ဖို့ရပါတယ်။အမေတို့ကပုံမှန်၄နာရီဖုန်ကြီးချောင်းကအုံမောင်းခောက်တန်ကြားရနေလို့ပြီးဈေးသွားဖို့အားလုံးအဆင်သင့်ဖြစ်နေပါတယ်။တနေ့လင်းများနေအောင်ဈေးပန်းကိုစည်းရွက်ထမ်းပြီးဒေါ်လာလီအတိုင်းဈေးရှိရဥတီလို့စကားတပြောပြောနဲ့လာနေစင်မှာပဲအကြီးအကျယ်တရေချောက်တာခံလိုက်ရပါရော့။ တရရအရက်အရှိကြီးပဲတဲ့မရှိဘူးဆိုရင် အရက်စိတ်ပဲကြော့မဲတဲ့ကိုယုံအင်ကြီးအနက်ကြီးနဲ့မျက်ခွက်ကလည်းလူသေးကောင်အရိုကောင်မျက်နှာမျိုးကြီးနဲ့အရက်ရှိတရကြီးဟာဗက်ဆက်ကတဟီးအော်ပြီးအတန်ပြုတ်ပြီးခြေလန်းကျဲကြီးလှမ်းလို့အမေနဲ့ဖေရှိရသူလာနေရလဲမြင်ရရောအဖေနဲ့အမေဆိုတာဈေးပန်းနေပြစ်ချပြီးငဲတန်းပေါင်းအော်လို့အိမ်ပြန်ပြေးခဲ့ရပါလေရောဒါနဲ့အင်ကြီးချင်းများလည်းတိတ်သွားပြီးဝိုင်းလိုက်လာကြည့်လိုက်တော့အရက်ရှိတရကြီးမရှိအောင် ဝါရောင်ပင်တွေတောင်လေတိုက်လိုတစ်ချက်ချင်းနဲ့လှုံရမ်းနေရသွေ့ရတယ်။ဒါနဲ့ကစင်ကလေးဟာပြန်ကျန်းနေရင်ဟင်းသည်ဟင်းရွက်များပြန်ဆုတ်ောက်ပြီးရေစီးပြီးမှအိမ်ကြီးချင်းများအကူအညီနဲ့ဈေးကိုသွားခဲ့ရတယ်။အဲ့ဒီလိုအရက်ရှိတည်းရဲ့နှစ်ချင်းများအချောက်လေးခံရပြီးတော့တက်တီကောင်းတဲ့အဖေရဲ့လမ်းပြီးဖျားပါလျော်အိရာထဲမှာခရောင်ကလန်းတွေပြောင်းအော်လန့်ပြေးဒါနဲ့တက်တော်ကြီးဆရာတော်ကြီးပြင့်မြင်ရှင်မန်းတိုင်းပရိတ်ကျိုးဆွဲပြီးတော့မှအဖေပြန်ကောင်းသွားရည်လေ အဲ့ဒီမှာပဲတက်တော်ရှိဆရာတော်ကြီးဟာရေသနာသုံးပါလဲမမေ့ကြနဲ့မပေါ်ကြနဲ့ဟိုလန်းထိတ်ကညာဘဲမှာတက်တော်ရှိ ရုပ်ကဆိုးကြီးမြစ်တာဆိုတာရှိရင်ရုပ်ကဆိုးကြီးကိုပန်းရီချမ်းစီမီလေးလှူဒန်းပြီးစောင့်ရှောက်ဖို့အကူကြီးတောင်းကြခွေအဲ့ဒီလိုမျိုးနီလန်လေးပြောပြသွားခဲ့တယ်အဲ့ဒါနဲ့နက်နက်စောစောဈေးသွားတိုင်းဖျောင်းနိုင်လေးအစအမွေးရိုင်လေးအစပန်းရီချမ်းတတိလေးမြောက်ညောင်မေအိုကြီးအောင် ရုပ်စုကုန်းစင်လေးမှာတင်နေရမီမကောင်းတော့ဘေးအနေများမှာစောက်ရှပါဖို့လို့ဆူတောင်းခဲ့လိုက်တာတနေ့ဆူတောင်းပြေးပါရောဥညုံမရင်တညအိမ်မက်ထဲမှာဖိတ်ဖြူဖို့အဖိုးတူးတဲ့မုတ်ဆိတ်ရှိ ဖားလျာချင်းနဲ့ရောင်တဆောင်ခေါင်းပေါက်နဲ့ရောက်လာပြီဟဲ့သမီးဒီတခါတရေချောင်းရင်မပြေးနဲ့အဲ့ဒီလိုပြောပြီးပျောက်သွားရောတဲ့အမေကအံ့ဩနေရပေါ့ထုံးစံအတိုင်းနက်နက်လေးနာရင် အုံမောက်ခတ်တံကြပြီးရောဈေးပန်းကိုစီချွတ်ပြီးဈေးကိုအတော့ကြောက်စရာတဲထိတ်စရာကောင်းနေခွေးဦးတန်မြတ်ကဝဲယုံတော်လန့်ဘက်ကပေါ်လာပါရောအတန်တွေကြတော့အဖေကကြောက်နေလေညာကြီးခွေးဦးတန်တွေကြားရတယ်ဟာကြားတော့ဘာဖြစ်လဲရှင်းရယောက်ျားမဟုတ်တဲ့အတိုင်းပဲဟုတ်ဟုတ်တော့ကြအရက်ရှိတေးရဲ့အိုတော်ဂယူဆိုင်မနေနဲ့အိမ်မက်ထဲမှာအဖိုးကဒီတစ်ခါတေးရဲ့ချောင်းမပြေးနေတဲ့ ျုပ်ကတော့မပြေးဘူးရှင်ကြောက်တာပြေးအဲ့ဒီအချိန်မှာပဲဆက်ဆွဲငငယ်ခွေးဦးတန်းများနဲ့အတူရက်အတန်းကြောင့်ငိန်ချက်တာကောင်းနေရဲ့အရက်ရှိတရေကြီးဝယုံပင်တွေကြားနေထွက်လာပါလီရောအင်းကြီးမမဲကြီးကလေလေးတိုက်တိုင်းနောက်ဖားလျာလွင်းလို့တရေကြီးကပါစက်ကတဟီးအော်ပြီးခြေလံအကျဲကြီးနဲ့အမေတို့ရှိအောင်လာနေအောင်အဖေကကြာလွန်းလို့ဆိုင်းထန်းကြီးကိုထမ်းပြီးတော့ဒူးတုံနေရဲ့အမေကဗုဒ္ဓတရဏံကိစ္စမင်း ဓမ္မတရဏံကိစ္ဆာမိတန်ငါတရဏံကိစ္ဆာမိဆိုပြီးမပြတ်တမ်းချွတ်ပြီးတရေကိုကြည့်နေလိုက်တယ်။အရက်ရှိရှိတရေနဲ့အမီတို့ကနည်းနည်းပဲဝေးတော့တယ်။တရေကိုထင်ရှားမြင်နေရပြီးအမေကကြောက်ပင်မပြေဘူး။တရဏံကောင်မဲရွှွင့်နေလိုက်တယ်။ပြီးတော့အဖိုးရုပ်ကဆိုးရှင်တမီးတို့စောင့်ရှောက်တော်မူပါ။အဲ့ဒီလိုမျိုးအတန်ထွက်ပြောလိုက်တယ်။အဲ့ဒီချိန်မှာပဲသူ့ရဲ့ခတ်ဆောင်းလောက်မြင့်ပြီးအလွန်ထွားကြလာတဲ့ ခွေးပြောင်ကြီးတစ်ကောင်ရင်ကိုလုံးအနံ့ရောင်ပေါ်မှာအဖြူပြအဝါပြအခွက်တင်တဲ့ခွေးကြီးအဲ့ဒီခွေးပြောင်ကြီးဟာညောင်မင်းရှိရဘက်ကနေတရတန်းဟောင်းဟင်းပြေးလာပြီးအရက်ရှိတရရဲ့နောက်ကျောရှိရကိုလွှာကနေခုံပြီးကြိုက်ဆွဲလိုက်ပါလျော်အမလေးပြအာခွေးခွေးကြီးဟာခွေးပြောင်နဲ့ကြီးဟာအရက်ရှိတရရဲ့နောက်ကျောကိုခုံအုပ်ပြီးကတ်လိုက်တော့အရက်ရှိတရချင်းမောက်လျက်လွင့်စင်လဲကျသွားတယ်အမေတို့လည်း အရန်အာတင့်သွားတယ်။အဲ့ဒီချိန်မှလည်းလဲကြပြီးအမလေးပြားလို့အော်နေတဲ့ရဲ့ပခုံးအဆွဲနဲ့ကြိုက်ခါပြီးလှင့်ပြစ်လိုက်တယ်။အမလေးပြားအာအာတေးပါပြီပြမမလုပ်ပါနဲ့တေးပါပြီပြလာကြပါဦးအမေအေးအဖေအေးအမလီဟဲ့ခွေဟဲ့ဟဲ့အာတေးရနေအတက်ကောင်အော်ဟိရုံးကန်နေကဲကဲကြပါဦးပြလာကြပါဦးအရက်ကလို့တေးရကိုခွေးခိုင်းနေပြီတော့ အသေးဥတုံထိမ့်လန့်စရာကောင်းတဲ့မြင်ကွင်းကြောင့်ကြောက်လန့်ပြီးအော့ရွာသားတွေကလည်းမိကွက်တီနဲ့ပြေးထွက်လာကြရောလူတန်သူတန်အော်ဟစ်မင်းမြတ်တန်တွေနီးလေနီးလာရောခွေးပြောက်ကြီးဟာလူးလင်လှိမ့်နေတဲ့တရေကိုတစ်ချက်အမေကိုတစ်ချက်လမ်းကြည့်ပြီးညောင်မေကြီးရှိရဘက်သို့မြင်းပြေးပြေးသလိုလွှာကနေလွှာကနေခုံထွက်ပြေးထွက်ခဲ့တယ်တဲ့အိမ်ကြီးနားချင်းတွေလည်းဒေါက်တာလက်နဲ့တွေနဲ့ရောက်လာကြပြီးအမေကလည်းသူတို့၆၆နေတဲ့တရေအခုခွေးပြောက်ကြီးတစ်ခါ ရုတ်တရက်ဝင်ကြိုက်လို့ဟိုမှာလူလုံးနေတဲ့အကြောင်းပြောလိုက်ရာလူလေး90ယောက်ကလက်နဲ့ကိုစီပြင်းပြီးမိခွတ်မိအောင်များဖြင့်လူလုံးညင်းညွန့်နေတဲ့တရေရှိအောင်ချင်းကပ်ကြည့်လိုက်တယ်။ဟာဟေးဟာမြင်မကောင်းရှုမကောင်းမှလားကွာဟေးဟေးဟေးနေအောင်ဒါဒါငါဘုံမဟုတ်ဘူးလားကြည်စမ်းတိချာကြည်စမ်းမှာဟာအာအီအီအမလေးတေးတေးပါပြီဗျာ ဟဲ့ကောင်မင်းမင်းဦးလာချေတာငါဘုံမဟုတ်လားဟင်တွေးတန့်ရဲနဲ့လွန်းလွန်းနေတရေကဟုတ်ဟုတ်ပါလေဗျာကျုပ်ကျုပ်ကငါဘုံမှာကဲကဲကြပါအောင်ဗျာဟာဒီကောင်ကိုပေါ်မှာလဲအင်းကြီးအနေအရှိကြီးနဲ့အလိုဟိုဟာဆက်ကူမျက်နှာဖုံးကြီးမဟုတ်လားဟဲ့နောက်ဆုံးကြတော့ဇက်ရီလဲသားကြရောဥညုံမကြီးအဖြစ်ကဒီလိုအရှက်သမားဥလာကြီးရဲ့တောင်း ငါဘုံဆိုတဲ့သူရဲ့တင်ရလူရွလူပြောင်းလူပေလူသေးချက်ပိုးကောင်ရဲ့ကြည်စမ်းပေါင်ရှင်စံထဲရဲ့ဂုံနေအိတ်တူဆက်ချုပ်ပြီးအနက်ရောင်ဆိုးဝစ်လို့တရေကောင်ဖောင်းချမျက်နှာဖုံးကြီးဆွတ်ပြီးကလမခြေတော်ခေါ်ဝက်လုံးခြေတော်ခြေကြီးနင်းပြီးကျမတို့အမေနဲ့ဖေကိုမနှက်ဆဆောတရေလုံးချောင်းလန့်နောက်ပြောင်ခဲ့တာကိုအရှင်ကလည်းသူ့ပဲတဲ့အခုကလမခြေတော်ရောတရေဝစ်ဆောင်ရောအယိုးကောင်မျက်နှာဖုံးရော တက်တီတက်ကန်နဲ့မိနေပြီးသူ့ရဲ့တကူလုံးနဲ့ခွေးပြောက်ကြီးကြိုက်ကုတ်ဆွဲလို့ဒံယာရီမမနေဘူးနောက်ဆုံးတရဲအတုငပုံးကိုဆေးရုံမြန်ပိုးလိုက်ရည်လေသူ့ရဲ့မကောင်းမှုအာဟုတုဒုစရကတက်မြန်တာပဲသူ့ကိုမျိုးဆေးရုံမှာဆယ်ရက်လောက်အတော်ဖိဖိစစီကုတ်ယူလိုက်ရည်လေအဲ့ဒီအချိန်ဟာစပြင်အမေတို့ရောအရက်ကရောတခါမှမမြင်ဘူးမကြုံဘူးတဲ့ရှုပ်ကြီးလာရခုန်ကြီးသွားတဲ့ခွေးပြောက်ကြီးကိုစိတ်ဝင်စားသွားကြတယ်အဲ့ဒီခွေးကြီးကိုလိုက်ရှာတော့လေ ခွေးပြောက်နေသူတော့နမူတာတော့မတွေ့ရဘူးခွေးပြောက်ကြီးဟာညမင်းအဖက်ကိုပြေးဝင်သွားတာပဲလို့ပြောတော့မဟုတ်မှလွဲရောအဖိုးရုပ်ကဆိုးကြီးကိုကြီးစောင်းချောက်ဖြည့်ချင်တာနေမှာပဲလို့အလုံးကယုံဆောင်မှတ်ယူလိုက်ကြတယ်ဦးညုံမရဲ့အခုတော့အဖေမရှိတော့ဘူးအမေပဲရှိတော့ရင်ကျမ်းမကြီးမကောင်းတော့လို့ဈေးမရောက်နိုင်တော့ဘူးအိမ်မှာပဲဖះတရားအလုံးလုံးရှမ်းတန်ကများဆွန်လောင်အချိန်ကလေးရရင်ရုပ်ကဆိုးနဲ့ဆင်ရှိအောင်ညမင်းကိုတော့ပန်းရီချံလဲလို့ပြီး သားသမီးများတွားလျာမှာအနေရကင်ဘေးရှင်အောင်စောင့်ရှောက်မှာအဖိုးလိုစုတောင်းနေစေပဲလီအဲ့ဒီအချိန်မှာကျမရန်ကုန်ကပွဲရုံတစ်ခုမှာ အလုပ်တစ်ခုရခဲ့တယ်အဲ့ဒီအချိန်ကတန်လင်းရန်ကုန်ဗကိုးမြက်ကို မီးတင်ပေါ်များနဲ့ကူးရတဲ့ကာလအချိန်ကလေည9:45အခောက်နဲ့ပြန်ရတဲ့အချိန်ဆိုလမ်းထဲကိုည7:00ဝန်းကျင်လောက်မှာပြန်ရောက်တယ်အလုပ်ရမ်းကြည့်လို့နောက်ကျပြီးပြန်ရောက်မလားသိရင်အမေကအိမ်ဝါကနေမီးကွက်ကြီးထုံးပြီး စိုးရင်ပူပန်စွာနဲ့စောက်ပြော်နေရောအမကလည်းအိမ်နောက်ကျလို့အိမ်ခွဲပြီးအချားရက်ွက်ရောက်နေပြီကျမလူကပွဲရုံလုပ်ငန်းဆိုတော့စီးပွားရေးကောင်းပါလေလူလည်းရွှေနဲ့ငွေနဲ့နေရပါလေအမေကအိမ်နာပြုဖို့တိုက်တွန်းပေးမယ်မစင်းစားနိုင်သေးဘူးလေဒါနဲ့ညီးသွားရလာရတာတိတ်နောက်ကြရေးသွားရင်ပြန်ရင်အဖိုးရုပ်ကဆိုးမြတ်တာဖို့တိုင်တဲပြီးသွားပါအေးတဲ့နီနီကကအားကိုးစရာအဖိုးပဲရှိရဲ့လို့ပြောတယ်ဒါကြောင့် နနက်အလုဆင်းသွားရင် အမေလိုပဲအမွေးဓာတ်လေးရုပ်ကစိုးနှက်ကောမှထိုးလိုပြီးအဖိုးရုပ်ကစိုးကြီးကိုမမြင်ဘူးပေမဲ့လှူဒန်းလိုမျက်တာပို့တာရင်ညာဘက်အပြန်နောက်ကျရင်လေရန်ကွာပါလာတဲ့တတိချိုလှူဒန်းခဲ့တယ်တညာပေါ်ရှင်အပြန်နောက်ကျပါလေရောကျမတို့အဝင်လမ်းအမှောက်နေလေညာဘက်လူပြတ်တယ်အဝေးပြေကတ်တရလမ်းတက်တိုင်နေလေဝေးတယ်ညာပင်ကွယ်နေရောတဖက်လမ်းတဖက်မှောင်မော့ပါလာတဲ့လိမ္မော်တီလေးရုပ်ကစိုးကုန်းစင်မော်တင်ပြီး အဖိုးယုတ်ကဆိုမြတ်တာပို့တာနေအောင်နောက်ကနေလူတန်လူလူကြားလို့လှည့်ကြည့်လိုက်တော့အဖိုးတူရဲ့ရှင်ပေးဖြူအင်ကြီးလက်တို့နဲ့ရောင်တစောင်းနဲ့မုတ်ဆိတ်ရှိဖားလျာနဲ့တောင်ဝေးထောက်လို့ချမောက်ပြုံးကြီးစိုက်ကြည့်လို့ပထမတော့ပြုံးကနေမြင်လိုက်ရလို့လန့်တလို့ဖြစ်သွားပေမဲ့အဖိုးအရဲ့နှစ်လုံးဖွဲမြတ်တာအတီအပြုံးကြောင့်ရှင်ထဲမှာ အေးချမ်းသွားခဲ့လေလူသူမမြင်ရတဲ့ချိန်အဖိုးတို့ကိုမြင်ရတော့ဝမ်းသာအားရှိသွားတာပေါ့ အဖိုးဘယ်သွားမလို့လဲအဖိုးကပြောင်းရင်မှဥကောင်းရှမ်းပြတယ်ဘဲမှမဟုတ်ဘူးပေါ့အဖိုးကဘဲရက်ကလည်းရင်ဘာမှပြန်မပြောခေါင်းမဲတငိမ့်လုံနေရင်နားပဲမကြားလို့လားစကားပဲမပြောနိုင်လို့လားမသိဘူးဒါနဲ့လက်ထဲမှာကြံနေတဲ့တတိကိုအဖိုးစားစီချင်တာနဲ့အဖိုးဒီတတိလေးစားပါလိုက်ရင်အဖိုးအဖိုးကပြောင်းရလက်နဲ့ကားလိုက်ပြီးတမီးပဲယူပါစားပါဆိုတဲ့သဘောနဲ့ မေးထိုးပြပြီးနောက်ပြန်တော့လို့လက်ဟန်ပန်နဲ့ပြောနေဒါနဲ့ကျမလည်းအဖိုးကိုလက်ောက်ကလေးချီအရှိုသေးပြုတ်ပြီးပြန်လာခဲလိုက်တယ်ဒီအကြောင်းအမေကိုပြန်ပြောလိုက်တော့အမေကစဉ်းစားရင်ဟာငါရဲ့အိမ်မက်ထင်ဟာအဖိုးဝင်နဲ့တရန်တူလိုက်တာ၏ဒီနေ့ညကတော့ကျမဘွားမှာတဲထိတ်ခြင်းမို့ရှင်တုံပန်းတုံညပါပဲဆရာဦးညုံမကြီးဒီနေ့ကြမှာအလောက်ကနောက်ကြရပါလျော် နေရလာတဲ့ကောင်ဟာအချိန်လေးမှရောက်လာလို့လေနောက်ဆုံးည9:45နာရီအခါတင်မော်ပဲမိတော့တယ်မြို့ကိုရောက်တော့ကောင်းကင်မှာမိုးကညှို့အောင်မဲလို့လေရလေတဟူးနဲ့တိုက်နေသေးတယ်ကားဆိုင်လို့ဆင်းတော့အပြန်လဲမှာကျမတယောက်တည်းပဲရှိနေရယ်ဝင်းကျင်မှာလူသူကင်းလို့လေရတိုက်နေတစ်ပင်တွေဟာရိမ့်တို့လှုပ်ရှားလေကြောက်လာလေပဲအဝင်လမ်းအမှောင်တော့ပို့ဆိုးတာပေါ့အဖေသာရှိနေတဲ့ လာကြုံမှာကျင်းတည်ရင်အဖေကလည်းဘယ်ဘောမှရောက်နေရမသိဒါနဲ့ဖះစာလေးရွှတ်ပြီးတဝီတဟူလေပြင်းနဲ့အောက်မှာထီးကိုဆုပ်ကိုင်ပြီးရှောက်လာလိုက်တယ်။ပါလာတဲ့တတီတလုံးကိုလည်းအဖိုးရုပ်ကစိုးနတ်ဆင်လေးမှာခါတိုင်းလိုပဲတင်လှူလိုက်တယ်။အဲ့ဒီနောက်အဖိုးလေရီမိုးတွေကြားမလို့ဖြစ်နေလို့တမီးတို့ဒီညလိုက်ဖို့ဆောက်ရှောက်ပါအဖိုးရဲ့တမီးကြောက်လို့ပါအဲ့ဒီလိုဗဆက်ကပြောလိုက်တယ်။အဲ့ဒီလိုပြောပြီး လမ်းချိုလိတဲ့အဝင်မှာမမျော်လင့်မဲ့လူနှစ်ယောက်ရဲ့တရန်ကိုမှောက်ရီထဲမှာဟိုးတဝါသွေးလိုက်ရပါလေရောရှင်ထဲမှာဒိန်းကနေဖြစ်သွားတာပဲလူနှစ်ဦးဟာဖလာကောင်းကောင်းတရန်နဲ့မျက်နှာတော့မမြင်ဘူးသူတို့နှစ်ဦးဟာကျမကိုစိုက်ကြည့်နေတော့တာဒါနဲ့ကျမလည်းမရဲရော်လေပြေးခဲ့စီဟန်နဲ့ထီယိုတင်းနဲ့စောက်ကန်ပြီးလမ်းထဲလေဝင်လိုက်ရော နောက်ကနေသူတို့နှစ်ဦးကလည်းလိုက်ပါလာလေရော ကျမကခြေလမ်းကိုမြင့်လိုက်ရင်သူတို့ကလည်းခြေလမ်းကျဲတွေနဲ့လိုက်ရော် မကြပါဘူး။ဟေးဟေးခဏနေဦး။နောက်ကနေတယောက်ကအတန်ခတ်အောင်နဲ့လှမ်းခေါ်နေလိုက်တယ်။ကျမတို့တကားမှမမြင်ဘူးမသိဘူးဒီတော့မပြေးအောင်တက်မယ်လှမ်းလိုက်ရော။ဟေးကောင်မလေးရင်းလိုက်လေ။ဟေးရဲဆိုတာနားမလည်ဘူးလား။တေးချင်လို့လား။လိုက်ကွာပြောနေရကြတယ်။ကျမပြေးမလို့အဟန်ပြန်မှန်သိရောအတင်ပြေးချလာပြီးရှင်းအောင်ညှက်ထားလိုက်ကြတယ်။ ဖဲဖဲနော်ရှင်တို့ဖဲနော်ကျမမထီးနဲ့ဖဲအော်ချင်တို့လားအော်ချင်နဲ့အော်လေးလေးရတိုက်နေအော်လေးအဲ့ဒီမှာတယောက်ကကျမရဲ့လက်မင်းပေါ်ကဆွဲချို့ဆက်ကနေဆွဲပြုတ်လိုက်တာ ကျမရှိကိုထိုးလဲကြလို့ဖြစ်သွားရော အမေပေးစံနင်းလက်စို့ချွတ်နော်မချွတ်ရင်လဲပြီးညှက်တက်ပြစ်လိုက်မယ်မချွတ်ဘူးမပေးဘူးအဲ့ဒီမှာအော်မယ်လဲလို့ရောတယောက်ကပါစက်ကိုပိတ်လိုက်ပြီး လူကိုနောက်ပြန်ချုပ်လိုက်တဲ့တယောက်ကလက်စွပ်ကို ချွတ်ယူပြီးလူကိုမတော်တရားလှုပ်ဖို့လှောက်ရှားနေဖို့ကျမကံကြောက်ရုန်းကန်ရင်ဖះကဲတော်မူပါ အဖိုးအဖိုးတမျိုးကဲပါအဖိုးအမေအမေအာကျမနရင်ကိုလူဆိုးတယောက်ကလဝချမ်းကြီးနဲ့အားကုန်ရိုက်ချပစ်လိုက်တဲ့ကျမလဲထွက်ပြီးမြေကြီးပေါ်မှာမှောက်ရလဲကြသွားစင်ပါပဲတယောက်က ကျမရဲ့ကိုယ်ပေါ်ခွာစီပြီး အင်းချီကျဲတင်းများကိုဖြုတ်ဖို့ကြိုးစားနေစဉ်ဟာဟာဘာဘာကြည့်လဲဟာဟာခွေးကြီးခွေးချကြီးဟာအမလေးပြအာသိပါပြီပြဟဲ့ခွေးဟဲ့အာကျမအားယူပြီးမျက်လုံးဖွင့်ချလိုက်ချိန်မှာအလွန်ကြီးမားရဲ့ခွေးပြောက်ကြီးတစ်ကောင်ရင်နဲတဲ့ကောင်ကြီးမဟုတ်ဘူးအနီးကမို့သူ့ရဲ့ကိုအနက်ပေါ်မှာအဝါပြအဖြူပြအကွက်တူပါမြင်နေရတယ်အမွေးချီချီမျက်လုံးရရဲ့ ချွန်ထက်တဲ့အဆွဲများနဲ့ခွေးကြီးဟာဒေါသကြီးစွာပင်ကြားတကောင်လုံးမှန်ပြီးဟိမ့်ဟောက်ပြီးလူစိုးနှကောင်ရဲ့နောက်ကျောင်းပကုံးပောင်စားရီများကိုကြိုက်ဆွဲခါပြလိုက်တာနှစ်ယောက်သားငဲတန်းပောင်អော်ပြီးမြေကြီးမှာလူလိမ့်နေကြပါရောဒေါသကြီးလာတဲ့ခွေးပြောက်ချင်းဟာလူစိုးနှစ်ယောက်ရဲ့မျက်နှာရှင်ဘတ်တင်ပါလက်စသည်များကိုအတက်ကုံကြိုက်ခဲ့ပြီးခြေနဲ့နင်းထားလိုက်တော့သူတို့နှစ်ဦးရဲ့အတက်ကုံဟိော်တန်များကကဘာပြတ်နေသလိုပဲစုညံ့နေရဲ့ အဲ့ဒီမှာကျမလည်းလာကြပါအောင်ကဲကြပါအောင်လို့အော်လာရောလူအချို့မီးရောင်တွေထိုးပြီးလက်နက်တွေနဲ့ရောက်လာကြပါရောလက်နဲ့မီးရောင်ချို့ဟာကျမတို့အားလုံးရဲ့ကိုပေါ်တီတီဖြာကြနေအဲ့ဒီမှာပဲအေယာမခွေးပြောက်ကြီးဟာစူးရှာရဲ့မျက်လုံးနဲ့နေရဲရဲကြီးအစုံနဲ့မီးရောင်ရှိအောင်လှမ်းကြည့်ပြီးလေရဲ့လင်းမြန်ခြင်းမြင်းရိုင်းတကောင်ရဲ့လင်းမြန်ခြင်းမျိုးနဲ့ဟိုးညောင်မြရှိအောင်ဟိုးညောင်မြရှိအောင်ပြေးသွားတာကိုအားလုံးကမီးရောင်နဲ့လှမ်းမြင်လိုက်ကြတယ် ညမယ်ွယ်ချာမှခွေးရပြောက်သွားတယ်။လမ်းတရာဘာကြီးဖိုးများတို့ကလာသားကောင်ကိုမြဟန်တို့ကိုခင်ငိမ့်တို့ဟာတွေးတန်ရရဲ့အဆုတ်ဆုတ်အပြက်ပြင်းအသားတလန်အော်ဟစ်ညင်းညွနေရဲ့လူနှစ်ယောက်ကြည့်ပြီးကြက်သိမ်းမွေးညင်းအောင်ထောက်ကုန်ကြရတဲ့အဲ့ဒီမှာကျမဖြည့်ရအမှန်ပြောကြလိုက်ရောဒေါသတွေထွက်ပြီးအချို့ဟာအသေးတက်မယ်လောက်ကြပါရောဘာကြီးဖိုးများမလုံနဲ့ရဲစခန်းအဲ့ရမယ်လို့ပြောလို့တန်သွားကြတာလူဆုံးနှုတ်ရဲ့အနေအားဆွဲကြော်လက်စော ပြန်တွေ့ရတဲ့ခွေးဆွေရဒန်းချက်များကြောင့်မြင်မကောင်းရှုမကောင်းဖြစ်နေသလိုမြေကြီးတဲ့ခုံနီအိတ်ကနဲ့ဆေးရုံတမ်းပြီးပို့ရတယ်။မကြပါဘူးဆေးရုံရဲမှုထမ်းများရောက်လာရင်ဒူရဲအုပ်ကဒီနယောက်ကထောက်ထွက်လူစိုးတွေတဲ့တယောက်ကဖိစောတဲ့တယောက်ကငញ្ញံကြောတဲ့ဖြစ်စဉ်ပြောပြတော့ရဲအုပ်ကရဲသားတွေရောအံ့ဩကုန်ကြရော။ဟူခွေးပြောက်ကြီးရုပ်ကြီးဝင်လာပြီလို့နှုတ်မတွေးရပါဘူးရှင်။ အဲ့ဒီညာလင်းပိုင်းမှာကျမအိမ်မက်စမ်းတစ်ခုထူးခြားစွာမှတ်ခဲ့ရတဲ့ဥညုံမရင်အိမ်မက်ထဲမှာကျမတခါညာဘက်အပြန်တွေ့ခဲ့ရတဲ့ရောင်တဆောင်တောင်ဝင်းနဲ့အဖိုးအရင်တမီအဖိုးအဖိုးနော်အဖိုးမှတ်မိရဲ့လားမှတ်မိပါတယ်အဖိုးတမီဖို့တီးပါလေအင်းအဖိုးတမီတို့တက်နိုင်သမျှစောင့်ရှောက်ခဲ့ပါလေရေသနာတော့မှမမေ့နဲ့ကြားလားဟုတ်ကဲ့ရှင် အဖိုးသွားမယ်အဖိုးအဖိုးနေနေပါအောင်အဖိုးလှမ်းတားပါတယ်ခေါ်တယ်အော်ခေါ်ပါတယ်မရပါဘူးမြန်လိုက်တာမျက်စိရှိမှပျောက်သွားရောကျမအိမ်မက်ကလန်နိုးလာခဲ့ပါတယ်အဲ့ဒီနောက်အဖိုးရှိရာညောင်မေရက်ကိုလက်အုပ်ချပြီးဂါရပြုတ်လိုက်ပါတယ်အခုရောအဲ့ဒီညောင်မေကြီးနဲ့နတ်ဆင်နေရှိသေးလားမငိမ့်ရင်မရှိတော့ဘူးဥညုံမရဲ့အဖြစ်ကဒီလိုရှင့် 1963ခုနှစ်မြေယာပြုတ်ပြင်းရေးနဲ့တိုးချဲ့ကွက်တမြရှိုက်တော့ဘူရိုစာတွေနဲ့လမ်းတွေဖောက်ကြတယ်။အဲ့ဒီမှာလမ်းဧရိယာနဲ့မလွတ်လို့ညောင်မကြီးကိုခုတ်လဲကြရတယ်။အဲ့ဒီမှာထူးခြားတာကိုအားလုံးကမြန်မာလီရောအလုတမားချိုကညောင်ကိုင်းကြီးမြောင်ကိုဓားပစိန်တွေခုတ်ကြတာလုံးဝခုတ်လို့မရဘူးလေ။အရာတော်မထင်ဘူးရှင်။တန်နှုံးကြောက်ခဲခုတ်ရတယ်လို့ဓားသွားပစိန်သွားရင်လက်ကုံမာလီရောခုတ်တဲ့အလုတမားတွေလည်းအိမ်ရောက်တော့ ဝမ်းလျှော်လို့စိတ်ယုံပုတ်ကြရရောရှင်အဲ့ဒီမှာတတ်တော်ရှိဆရာတော်ကြီးကြွလာပြီးတကားတို့ဒီညောင်ပင်ကြီးကိုခုတ်ကျင်လှဲကျင်တကားတို့တွေကအကြီးကဲလှုပ်သူအောင်ခေါ်တော်ပွဲနဲ့မြတ်တာရက်ခံပြီးပြောင်းရွှေ့ပေးဖို့ပြောပြီးမှခုတ်ကြပါအဲ့ဒီမှာရုပ်ကဆိုးနဲ့ကြီးရှိတယ်လို့ပြောတော့မှအုတ်ချုပ်ရင်မူလှုပ်သူအောင်ခေါ်တော်ပွဲတစ်ပွဲပြီးအကျိုးချောင်ပြောမြတ်တာစကားဆိုပြီးအပိုင်ဆိုင်များမိခိုသူများယခုအချိန်မှာစာရင်း အခြားလူရှိအောင်တင့်ရအရက်တို့ပြောင်းရွှေ့ပေးကြပါလို့အမွေးတိုင်းများ စီမီများနဲ့ပူဇော်ကုသိုလ်ပြုပြောပြီးနောက်ပိုင်းကျမှတက်ကားများအလွယ်တကူခေါ်လို့ရတော့တယ်အဲ့ဒီနောက်ပင်စီကိုဘူရိုစာနဲ့ထိုးလဲပစ်ချလိုက်တယ်မငိမ့်ရှင်တို့ရောနောက်ပိုင်းအိမ်မက်တွေပါလေပေးခဲ့သေးလားကျမတို့တားမိအပါဝင်လမ်းထဲကလူတွေကပါစိတ်မကောင်းကြဘူးလေတစ်ပင်ကြီးလဲတော့ညံ့ရကြခဲ့ရတယ်တားစုသမီးစုလည်း အဲ့ဒီအဖိုးရုပ်ကစိုးထံမှာသွားစုပန်ရကြတာကိုဒီအရက်မှာအဖိုးရုပ်ကစိုးမရှိတော့မှရေးမိပေမဲ့မျက်တာပုံမပြတ်ပါဘူးတညာအိမ်မက်ထဲမှာအဖိုးကိုတွေ့ရတယ်အဖိုးကဟိုးအဝေးကိုပြောင်းသွားရပြီတဲ့ရတနာသုံးမမမေ့ပါနဲ့တတ်တော်ချီဆရာတော်ကြီးကိုပြုစုဆောင်ရှောက်ပါ အဖိုးအမျှဝေပေးပါ အဖိုးအဝေးကနေဆောင်ရှောက်ပါမယ်လို့နောက်ဆုံးပြောသွားခဲ့ပါတယ်အခုကျမတက်90ကျော့ပါပြီလူဆိုးလူသွန်း ငွေဆိုးကင်းဆိုးတရေတစင်များနဲ့ဘေးရန်လုံးဝကင်းနေသေးပါပဲ။ဒါရေသနာသုံးမှာခုံကျေးစုနဲ့အဖိုးရဲ့မြတ်တာခုံကျေးစုနဲ့ပါဝင်လိမ့်မယ်လို့လုံးဝယုံကြည်နေသေးပါဦးညုံမရဲ့။ပရိသတ်များရှင်အခုတည်ဆက်ပြီးကလေးဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နားဆင်အပီးခဲ့ကြရပရိသတ်များတော့ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။နောက်နေ့တွေမှာလည်းဘလူဇလန်လေးကိုတင်ဆက်ပေးမယ်ဆိုတာပရိသတ်များက နားဆင်အားပေးခဲ့ကြပါအောင်ရှင်ဆလန်းလေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ channel လေးကိုလည်း like subscribe လုပ်ပြီးဖို့မမေ့ကြပါနဲ့နော် ကျမတို့ channel လေးမှာတင်ဆက်ပေးနေတဲ့ဆလန်းမြောင်နားဆင်ရင်ပရိသတ်များအလုံးဘဝမောများပြေပြောက်နိုင်ကြပါစေလို့ကျမတို့ channel လေးမှာစုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်